ီမျိုးသမီးကတော့ဒေါ်လာထောင်ပေါင်းရာပေါင်းများစွာရှာနိုင်တဲ့အထိပွန်ကောင်းတဲ့မျိုးသမီးပါပဲ။ကြပြားမကုံစရာမလိုပဲမနက်ခင်းနိုင်သူမဟာအနီးအနားမှာရှိတဲ့တော်ရဲကိုသွားပါတယ်။အဲ့ဒီနောက်သူမဟာတောင်သူတွေအသုံးမပြုကြတဲ့ဝါပင်တွေကိုစုဆောင်းပါတယ်။ဝါပင်တွေဟာမယုံနိုင်လောက်အောင်ကြီးထွားမြန်ကြပါတယ်။တော်မီလိုပဲဒါရောတခွင်ရမ်းပွားများမြန်ကြပါတယ်။ဒါကိုတောင်သူတွေကမကြိုက်ကြပါဘူး။ဒါပေမဲ့သူတို့မသိတာကဝါပင်ဟာရိုးရှင်းတဲ့နီလန်တစ်ခုနဲ့ပဲအရန်တန်ဖို့ရှိတဲ့ပုံွယ်နေတဲ့ယန္တနာတစ်မျိုးပဲဖြစ်ပါတယ်။ ဒီမှာကတော့ရှင်းနစ်ပေါင်းများစွာကပညာတစ်ခုကိုဖော်ထုတ်အသုံးပြုခဲ့တာပဲဖြစ်ပါတယ်။ရှေးခေတ်တရုတ်လူမျိုးတွေဟာဝါးကိုသွားတိုက်စေးအဖြစ်အသုံးပြုခဲ့ကြပါတယ်။သူမဟာဝါးတွေကိုချမ်းကတလွာပြီးတလွာစီပြီးမိမြိုက်ပါတယ်။တနာရီလောက်ကြာပြီးနောက်မှာတော့သူမဟာဝါးမီးသွေးကိုရရှိပါတယ်။ဒါပေမဲ့ဒီလုပ်ငန်းစုဟာမပြီးသေးပါဘူး။မီးသွေးပိုင်းလေးတွေဟာကြီးနေတဲ့အတွက်နင်းတို့ကိုအမှုန့်ဖြစ်အောင်ကြိတ်ပါတယ်။ သွားများတန်းစင်ဖို့အတွက်နဲ့အနံဆိုးကင်းစေဖို့သူမဟာတဘာဝပါဝင်ပစ္စည်းတွေဖြစ်တဲ့ပပမင်းရေနဲ့ပလဲလုံးတွေကိုထောင်းကာထည့်ပါတယ်။ထို့နောက်တော့သွားအောင်အမှုန့်အားလုံးကိုကောင်းစွာမှွေပေးပါတယ်။ဓာတုပစ္စည်းမပါ၊တာရှိခံမပါ၊အမြုပ်ထွက်စေတဲ့ဓာတ်တွေလည်းမပါဝင်ပါဘူး။စွမ်းအမြင့်တရားရာဂိုင်းနှုံးတဘာဝသွားတိုက်စီသွားများကိုဖြူခွေးကဂရင်းနဲ့တင်းပြန့်သွားပါလိမ့်မယ်။ဒါကိုပြုလို့ရောင်းချခြင်းဖြစ်လဲသူမဟာလဆုပ်ဝင်ငွေများစွာရရှိနေပါတယ်။